ဒီနေ့၅စီးနဲ့စတယ်နှစ်ကုံတစည်းပဲကျန်တော့တယ်စက်တီကပေါက်ဖွာလာတာမဟုတ်ဘဲနဲ့စက်တီနေသွားတာဒီလောကတွေကပျောက်သွားတာတော်တော်မျက်စိရှိမှလည်းရှိတယ်မမြင်ရတဲ့လူတွေလည်းများတယ်အဲ့တော့ဒီလောကထဲမှာ survival လို့ဖို့ဆိုစက်ကြံ့ခိုင်မှုတွေကောင်းတယ် operator တွေလည်း scale ဖြစ်တယ်ဒါမှမဟုတ် customer တွေနဲ့ဈေးကိုကြည့်တဲ့အချိန်မျိုးတွေနောက်တစ်ချက်ကဒီဈေးစကားတွေများလာတဲ့ ချိန်မျိုးတွေမှာပို့လို့အနေနဲ့ဒီစက်တွေကိုထိမ့်သိမ်းတဲ့နေရာမှာပေါ့လေစာပင်နဲ့ဟိုအပိုပစ္စည်းဝယ်ယူရေးပိုင်းကလည်းအရေးကြီးမယ်လို့ကျွန်တော်ထင်ပါတယ် spare parts တွေလည်းခတ်တယ်အခုပြောလို့ရေးစကားတွေရဲ့တက်တယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့က emphasize လုပ်ပါတယ်အမှအင်ဂျင်တွေကျပြီလားတက်တန်းရောက်ပြီလားကျွန်တော်တို့ကအမှကျူပြီးတော့ဒီကောင်တွေကို overhaul ကင်နေကင်ရတယ် ုခုနကိုတို့ပြောသွားတယ်တဲ့ဟာဒီဆက်ကြန့်ခိုင်မှုတွေကောင်းတယ် operator တွေလည်း scale ဖြစ်တယ်ဒါပေမဲ့လို့ customer တွေနဲ့ဈေးကိုကြည့်တဲ့အချိန်မျိုးတွေနောက်တစ်ချက်ကဒီဈေးစကားတွေများလာတဲ့အချိန်မျိုးတွေမှာအကိုတို့အနေနဲ့ဒီဆက်တွေကိုထိမ့်သိမ်းတဲ့နေရာမှာပေါ့လေ service နဲ့ဟိုအပိုပစ္စည်းဝယ်ယူရေးအပိုင်းကလည်းအရေးကြီးမယ်လို့ကျွန်တော်ထင်ပါတယ်အဲအဲ့တော့ဒီအဲ့ဒီအချက်တွေကို အကိုတို့အနေနဲ့ဒီနေတူကဘလို့ဖြည့်ရှင်းနေလဲဆိုတဲ့အတွေ့အကြုံလေးတွေကိုဒါ sharing လုပ်ပေးပါအောင်ဟုတ်ကဲ့ဒီဟာလည်းတော်တော်ကျယ်ပြန့်တာပေါ့နော်ရန်နေရလုတ်ပြီးဆိုလို့ချင်းကျွန်တော်က knowledge ရှိမှရမှာဒီရန်နေရ run နဲ့ service လုတ်ပြီးဟေ့ဆိုရင်ရန်နေရနဲ့ပတ်သက်တဲ့အခြေခံချက်လက်တွေကို knowledge ရှိထားမှမပြတ်တင်တာမပြတ်အောင် prevention ကအများကြီးအရေးကြီးရယ်နော်နောက်မှဖြစ်ပြီးကုလာတဲ့ဆိုင်မဖြစ်ခင်ကျွန်တော်တို့က ယူတင်တိလို့ရှိရင်အများကြီးတက်တာတော့ဟာ engine ပဲဖြစ်ဖြစ် server ပဲဖြစ်ဖြစ်ပေါ့နော်ဒီ motor တွေကလည်းလုံးလုံးဝင်မနေဘူးလေအဲ့တော့ဒီဟာတွေကိုကျွန်တော်တို့ကပြည်ပန်းရှင်းပိုင်းကိုနည်းနည်းပို့ပြီးတော့စူးစားပြီးလောက်ရတယ်အခုလို spare parts တွေလည်းခတ်တယ်အခုပြောလို့ရေးစကားတွေရဲ့တက်တယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့က emphasize လုပ်ရတယ်အမှ engine တွေကြပြီလားတက်တန်းရောက်ပြီလားကျွန်တော်တို့ကအဲ့မှာ ကြိုပြီးတော့ဒီကောင်တွေကို overhaul ကင်နေကင်ရတယ်။ဒါဆိုရင်ကြီးမားမပြတ်တော့ဘူးကွယ်။အဲ့ဒါတစ်ချက်ပေါ့နော်။ပြီးရင်ဒီလိုပဲ final drive ဆိုလဲထိုးနီးလောက်ကောင်းမယ်။ prevention ပေါ့ဒါ prevention အပိုင်းကျွန်တော်တို့က site ထဲသွားတော့မယ်ဟဲ့ဆိုရင်ဒီကောင်တွေကို sit serious sit စီးရဲမကောင်းတာဖွင့်ဖွင့်ပြီးတော့ဘာဖြစ်တာလဲ uploading စီးဖြစ်တာလားဘယ်နာပေါက်တာလဲဘောတွေဖြစ်တလားဒီ pinion တွေချောင်းနေလားကျွန်တော်တို့ကအဲ့ဟာကိုတော်တော်စူးစမ်းလောက်ရတယ်။အဲ့ဒါဆိုတော့ ီပေါ်မှာမှပြက်လာပြီဟေ့ပြက်တာပဲလေပြက်မှာပဲကျွန်တော်ဘယ်တော့ပဲ prevention လုပ်လို့ဥမာဒီထိနေမှုညံ့ခဲ့တယ်ကျွန်တော်တို့ဥမာလွတ်သွားတဲ့ပိုင်းနေရှိခဲ့ဆိုရင်ယောနေကပြက်ပြီပြက်ပြီအဲ့ချိန်ကြလို့ရှိရင်တော့ဟိုဘယ်ဟာတွေဥစားပေးရွေးလဲဆိုတော့ကျွန်တော်တို့ဒီ original ပစ္စည်းတွေကိုတော့ဥစားပေးရွေးတာပေါ့နံပါတ်1ချက်တော့ဒါပေမဲ့အဲ့ဟာတွေကျွန်တော်တို့လက်လန်းမိနိုင်ဘူးကုန်ရစည်တွေကလည်းအများကြီးတယ်သက်လင်ပြောသလိုပဲ ဲ့ချိန်ညာလို့ရှိရင်ကျွန်တော်ဒီသေးကွက်တွေကမာရီယားပါဝါလိုမျိုးဟို quality ရှိတဲ့ပစ္စည်းပေါ့နော်အဲ့လိုမျိုးလေးတွေကိုကျွန်တော်တို့ကရွေးပြီးတော့သုံးတာပေါ့ဗျာအဲ့မြေကျတော့ဘာဖြစ်ဖြစ် cost ကတော့ဟိုဂျန်နျူးလိုမျိုးသူ့ရဲ့ဂျန်နျူးရဲ့ကျွန်တော်တို့ကသုံးပုံတစ်ပုံတော့နော်ဒီလေးပုံတစ်ပုံတော့အဲ့လိုမျိုးဆိုတော့ဘာဖြစ်ဖြစ်အခုရရှိနေတဲ့ယူရီသေးလေးနဲ့ဆိုအစင်ပြေတာပေါ့လေဟုတ်ကဲ့နှုံးလို့ရှိရင်တော့အခုပြောသလိုပဲခုနကကျွန်တော်တို့က ဇန်နဝါရီဘက်တော့တုံးရင်မတုံးနိုင်အောင်ပြဿနာမတုံးနိုင်အောင်ရတဲ့ဂျူဒီဂျင်းเนี่ยတော်တော်ပြဿနာရှိတယ်အဲ့ဒီမှာလေအဲ့ဒီဟာဟိုအဲ့ဒီဟာကြောင့်မလို့ prevention ကို MSI လောက်ရတယ်ဖြစ်လာခဲ့ပြီဆိုလို့ရှိရင်တော့မတက်နိုင်တဲ့အဆုံးကျွန်တော်တို့ကဒီလိုဈေးကွက်တရအခုလို့ brand นี่ပေါ့ကျွန်တော်တို့က test တက်ဖြစ်ပြီးသားဗျာဥမာဟိုအောက်ပိုင်းပစ္စည်းဆိုဘယ်ဟာတွေကောင်းတယ် handle counter လာကိုကိုတို့တုံးနေတဲ့တွင်းနေတဲ့အခု ဟို flu တက်ကောင်းတာလားအဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးတွေကဒီနှုံတင်းတင်းနဲ့ဖဲဖြစ်တယ်ဆိုရင်ကျွန်တော်ဒါလေးတွေသုံးတယ်ဒါလေးတွေကောင်းပါတယ်အားလေးလည်းဟိုပြောမှဆိုရင်တင်းတင်းနဲ့ဟိုသုံးခံတယ်ဆိုတော့ကျွန်တော်အဲ့လိုလေးခုနောက်ပိုင်းရွေးပြီးတော့မှပြန်သုံးတာပေါ့လေအခုဂျန်နူကျတော့ဈေးအရန်များတယ်လေအခုရုံးမဝယ်မှဆိုတော့ကျွန်တော်သွားကြီးလက်အခုပဲပန်တလုံးနော်ဝယ်တာတိန့် တရားကျော်ရုံးမဝင်တရားကျော်ကြမှာနော်အဲ့လိုမျိုးတွေရှိတော့ဟိုရတဲ့ duty ချင်းเนี่ยကျွန်တော်တို့တော်တော် struggle လုပ်ရတာပေါ့လေဒီကိစ္စတွေอ่ะပြင်နောက်တစ်ချက်ဝယ်လို့မရတဲ့အပိုင်းလည်းရှိသေးတယ်။ဥပမာပစ္စည်းကအခုကလိုနေပြီရုံးမှာရှိသလားဆိုရင်ရုံးကလည်းကြည့်လိုက်ရင်သူကဟို branch တွေမှာတော့ရှိတယ်။ငါဒီမှာချက်ချင်းမရဘူး။အဲ့ပြဿနာလည်းရှိတယ်။ဟုတ်ကဲ့။အဲ့လေဆိုတော့ ဟိုဘာဖြစ်ဖြစ်ကျွန်တော်ဒီ after market တွေကဟို brand ကောင်းတာလေး quality ကောင်းတာလေးတွေကိုကျွန်တော်တို့ကအဲ့ဒါလေးတွေပဲတုံးရတာပေါ့ဗျအမှန်ပြောမှဆိုရင်တော့ဟိုဂျန်ယူတွေကတော့တစ်ခါလေးဟိုစိတ်ကူးထဲမှာပဲထားရတာပေါ့မတုံးနိုင်အမှန်ပြောမှဆိုရင်ရနေတဲ့ဖြစ်နေတဲ့ပြဿနာကိုကိုကြော်စွာလဲဆွေးနွေးပြပအောင်ဒီကိစ္စလေးကိုသူကတော့ဆရာရေမြန်မာစကားလေးတရိရတာပေါ့နော်အဲ့တော့မြန်မာစကားပုံမှာရှိပါတယ်သူက ကာကွယ်ခြင်းတည်တဲ့ကုသခြင်းထက်ပိုပြီးထရောက်တယ်အဲ့တော့ကာကွယ်ရမယ်ပေါ့အဲ့တော့ဆရာကျော်စကားလေးကျွန်တော်ပြန်ကောက်ဝင်ပေါ့လေအဲ့တော့ကာကွယ်ရမယ်ဆိုတဲ့နေရာမှာလဲဘာတွေကာကွယ်ရမလဲဆိုတော့ဝန်းစာသိဖို့လိုတယ်ဟိုပြောရင်တော့ဟိုဝန်းစာလို့ပဲပြောအောင်ပါ knowledge ဖြစ်ဖို့လိုတယ်တွေ့ကြုံလိုတယ်သိဖို့လိုတယ် ဲ့တော့ခုနကျွန်တော်တို့ကယနေ့ရလုပ်ငန်းလုပ်တဲ့အခါကျတော့တချို့ကထဲထဲဝင်လောက်တာမဟုတ်ဘူးဆက်လေးဒီဆက်ဝဲမယ်ငားမယ်အဲ့တော့ဒီဆက်ကဘာတွေပြတ်နိုင်တယ်လဲဒီဆက်ကိုတော့ဘာတွေကြိုပြင်ထားရမလဲဒီဘက်ကိုတော့ဒီဆက်ကိုတော့ဘာတွေကြိုပြီးတော့ဆောင်ထားရမလဲတချို့ဟာတွေဟောဒါတွေကြတော့ဟိုဝန်းစာလို့ခေါ်တာအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ဒီဝန်းစာကလေးလာတာရှိတယ် ောက်တစ်ခုကဘာလဲဆိုတော့လုပ်ငန်းပြန်သင်တော့ဟုတ်ကဲ့အဲ့တော့လုပ်ငန်းနေပြီးတော့အော်စက်တစည်းထောင်းနေစက်တစည်းကနေနှစ်စည်းဖြစ်လာနှစ်စည်းဖြစ်လာရင်နှစ်စည်းကနေသုံးစည်းဖြစ်လာသုံးစည်းဖြစ်လာရင်ဒီဆက်တွေကနေပြီးတော့အမြဲတမ်းပေးနိုင်တဲ့ဒုက္ခပေါ့ပြဿနာပေါ့ဒီဆက်ကတော့ဘာကြီးပြဿနာတော့ပေးတတ်တယ်ကျူတွေးထားကျူတွေးထားအဲ့တော့ဒီပြဿနာကတော့ဒီကောင်လေးတော့ကြိုပြီးတော့ပေးတတ်တယ် ဲ့တော့ဒီပြဿနာကိုရှိနေတာဖြစ်တဲ့အတွက်ငါတို့ဒီ pass တွေတော့ကြိုးဆောင်ထားမှာအဲ့တော့ကြိုးဆောင်ထားမှာလဲနှစ်ပိုင်းပေါ့ဆရာကျော်ပြောသလိုပဲအဲ့တော့ကျွန်တော်တို့ကဘယ်အပိုင်းတွေကတော့အိုးရင်မသုံးရမှာမဖြစ်မနေဘယ်အပိုင်းတွေကတော့ဒါဒီမဖြစ်မနေငါတို့အိုးရင်မသုံးရမှာဘယ်အပိုင်းတွေကတော့အိုးရင်မတော့မဟုတ်ဘူးသို့တော့အိုးရင်မလို့ပဲစိတ်ချရတဲ့နောက်တဲ့ after market pass ခေါ်တာပါနော်အဲ့တော့ဒီ after market pass ကို ုံးမယ်စသဖြင့်ဒီ knowledgeable ရှိဖို့လိုတယ်ဟုတ်ကဲ့ဒီဝမ်းစာရှိဖို့လိုတယ်အဲ့တော့ပြင်ဆင်နေဆိုတာကပြင်ဆင်နိုင်လောက်တဲ့တွေးတဲ့အဲ့ဒီဝမ်းစာရှိဖို့လိုတယ်ဒီလိုမှမဟုတ်ဘဲနဲ့ပြင်တော့ပြင်နေဝမ်းစာမသိရင်ဘာပြင်လို့ပြင်ရမှန်းမသိဘူးဘာဝယ်လို့ဝယ်ရမှန်းမသိဘူးအကျိုးပြင်သားဖို့လို့ရခုနကိုပြောတဲ့ဒီ set တွေ breakdown ဖြစ်တဲ့ကိစ္စဆိုဒါကျိုးပြင်သင်ထားလိုက်မယ်ဆိုလို့ရှင်အဲ့တော့ခုန set တွေကလွတ်သေးဟိုပါလေ ဲ့တော့ကျွန်တော်တို့ကဗျာစာပြီးလွတ်သေးဟိုကဒီနာယီမှာတော့ဒီပြဿနာကြီးတွေ့နိုင်တယ်ဒီနေရာကိုသွားရင်တော့ငါတို့တော့ဓာတ်တွေထည့်ပေးလိုက်မှရမှာကျိုးတွေးထားမှာကျိုးတွေးထားအဲ့တော့တွေးယုံနေလည်းမရဘူးလက်တွေ့ကြကြစောင့်ထားဖို့လိုတယ်တချို့ဟာတွေကအဲ့တော့ခုနလိုပေါ့ဒီကောင်ကတော့ဘာဖြစ်နိုင်လဲလမ်းလျှောက်များသလားအဲ့တော့လမ်းလျှောက်များလဲဆိုရင်တော့ဒီဆက်အနေနဲ့ကတော့ဓာတ်တွေတော့ကျိုးထည့်ပေးလိုက်မှဖြစ်မယ် ဒါတွေကပြောရင်တော့ကြိုးပြီးပြင်ဆင်ရတဲ့ဟို preventive တွေအဲ့တော့ဒါလေးတွေဟိုကျွန်တော်တို့ကဟိုတိဖို့လိုတယ်ပြင်ဖို့လိုတယ်နောက်တစ်ခုက service appointment service မှာလည်းကျွန်တော်တို့ကနှစ်ပိုင်းပိုင်းရတယ်တစ်ပိုင်းကပါလဲဆိုတော့တစ်ပိုင်းက service ဖြစ်တဲ့ဟေ့အပြင်က service လာပါဦးလောက်ပါဦးဒါတွေက cost တွေဒါတွေက cost တွေဒါတွေက cost တွေ ကော့ဆွေဖြစ်နေတဲ့အတွက်ဒီကော့ဆွေများလာလေလေကျွန်တော်တို့ရတဲ့ return ဟာနည်းလေလေပဲကျွန်တော်တို့ loss ဖြစ်လေလေပဲအဲ့တော့ဘာလို့အောင်မလဲဆိုတော့ကျွန်တော်တို့ရဲ့ internet ထဲမှာရှိတဲ့အဖွဲ့အစည်းကိုကျွန်တော်တို့လုံးနိုင်သလောက်ကျွန်တော်တို့လုံးနိုင်သလောက် service ကိုပေါ့ကိုလုံးအောင်ကိုကိုလုံးနိုင်အောင်ဘယ်လောက်ထိလုံးနိုင်လဲလုံးနိုင်ဖို့လဲကျွန်တော်တို့ internet ထဲကလူကို train မို့လို့ train မို့လို့ ဲ့တော့ဟာကျွန်တော်တို့ကတော့စမောင်းနေပဲကျွန်တော်တို့ကတော့ဆက်အကူတွေပဲဒါတွေမသိဘူးမသိလို့မရသိအောင်လုပ်ရသိအောင်လုပ်ရမယ်ဘယ်အပိုင်းတွေကိုကျွန်တော်တို့လုံးနိုင်တယ်လဲကျွန်တော်တို့ဥမာ travel တွေကျွန်တော်တို့ကိုယ့်ဘာကိုလဲနိုင်သလားဒါမှမဟုတ် travel motor တွေကိုယ့်ဘာကိုခွဲနိုင်သလားဒါမှမဟုတ်စီးတွေကိုယ့်ဘာကိုလဲနိုင်သလားဟာကျွန်တော်တို့မလဲနိုင်ဘူး okay မလဲနိုင်ရင်လဲနိုင်အောင်ကိုယ့်ဘာကိုလဲအဲ့တော့ကျွန်တော်ဖွဲ့စည်းရတော့ရှင်းတယ်။ဟုတ်ကဲ့။ဘလို့တင် जा လဲဆိုရင်တော့ဟိုဆရာကျော်တို့ ဟိုဆရာသက်တို့ကြားဖို့ရင်လည်းကြားဘူးမှာပေါ့ကျွန်တော်တို့တင်ကြနေရတော့အရှင်းနေအဲ့ဒါကဟိုပြောရင်တော့ဟိုလင်းယုံနေတင်နေတင်ကြနေပဲအဲ့တော့လင်းယုံနေကတွန်းချတာတိုက်ထဲရအဲ့တော့လင်းယုံနေကအတိုက်ထဲမှာဥတွေနဲ့အဲ့တော့သူက လင်းယုံမကြီးဝစ်တယ်အကောင်လေးတွေပေါက်လာတယ်အဲ့တော့အစာကျွေးတယ်အစာကျွေးတယ်သို့တော့အချိန်တန်လို့ချိန်တန်လို့ပေါ့နော် အချိန်တန်လို့ငလေးတွေအတောင်ပံလေးတွေပေါက်လာပြီထိုက်တင်းတလောက်ပြန်နိုင်ပြီလုံလောက်တဲ့ပြန်နိုင်တဲ့ခွန်အားရှိပြီဆိုရင်လေးယုံကအကောင်ပေါက်တွေကိုတိုက်ထက်ကန်ချလိုက်တာအဲ့တော့ကန်ချလိုက်တဲ့အခါကျတော့လေအကောင်ပေါက်လေးတွေကချီးတဲ့အတောင်ပံလေးတွေနဲ့ခါရဲလေးထဲမှာရောင်းရောင်းရောင်းခက်အပေါ်ရောင်းခက်ခါတဲ့အခါကျတော့ မခန့်နိုင်တဲ့လူကမခန့်နိုင်တဲ့ငှက်ကပြုတ်ကြခန့်နိုင်တဲ့កောင်ကတော့ခါလေအပေါ်ရောက်သွားအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့လူတွေကိုကျွန်တော်တို့မလုပ်တော့လုံစမ်းပါရှာစမ်းပါပြင်ကြည့်စမ်းပါမှားစမ်းပါမှားခွင့်နေပေးထားတယ်မှားခွင့်နေပေးထားတယ်မှားစမ်းပါဒီဖွယ်သေးတခုကလည်းဒီကို ဒီကိုအောက်ကလူတွေကကိုထက်တော်နေမယ်ဆိုလို့ချင်းဒါတလန်းနေအများကြီးအဲ့တော့ကိုထက်တော်ဖို့ဆိုတော့လေသူတို့ကျွန်တော်တို့ကအခွင့်လန်းပေးဖို့ဟုတ်ဟုတ်ကဲ့မင်းမှားစမ်းပါအဲ့တော့ကျွန်တော်တို့ဖွဲ့စည်းတွေမှာပါရှိတော့မှားမှာကြောက်မှားမှာကြောက်တဲ့အခါကျတော့မလုရဲဘူးမကင်ရဲဘူးမလုရဲမကင်ရဲတဲ့အခါကျတော့မလုတတ်ဘူးမလုတတ်တော့ဖြစ်သွားဟုတ်လားမလုတတ်တော့ဒီဝန်ထမ်းတွေစီအရှိကို improve မဖြစ်တော့အဲ့တော့ဟာငါတော့ဆက်မောင်းမဲကွာ so just i am l just operator ပဲ so you cannot fit anything ပဲဘာမှ तू तू မပြင်ချင်းမဟုတ် see letter ဖြုတ်กว่า channel မှာရအောင်စလင်နာကြီးဖြုတ်ကိုယ့်အကိုလုပ်ကြည့်တစ်ခါမှားရင်ချက်နှစ်ခါနှစ်ခါမှားအောင်မယ်သုံးခါတဲ့လာမယ်လေးခါဆိုမှန်ပြီငါးခါဆိုကောင်းအောင်လုပ်တတ်သွားတယ်အဲ့တော့ကျွန်တော်တို့ service ကိုနှစ်ပိုင်းပိုင်းတစ်ပိုင်းကဘာလဲဆိုတော့ ကိုနီကိုဟန်နဲ့ကိုပြင်နိုင်တဲ့ဟာကိုကကိုလို့ဒါ cost တစ်ခုကို save လုပ်တာပဲဒါတို့တော့ကိုနီတော့မဟုတ်ဘူးကိုလည်းမလုပ်နိုင်ဘူးကိုမပိုင်နိုင်ဘူးခေါ်ပါတို့တော့ lang လုပ်ဖို့လို့ lang လုပ်ဖို့နောက်တစ်ခုကဒီကနေတဆင့်ကျွန်တော်တို့ဒီအဖွဲ့အစည်းကဘာဖြစ်ရမလဲဆိုရင် learning organization ဖြစ်ဖို့လို့ဖွဲ့စည်းတွေက learning မလုပ်လိုက်တဲ့အဖွဲ့အစည်းကကြံကြဲအဖွဲ့အစည်းပဲ learning organization တွေဖြစ်ဖို့ခုခေတ်ချေခုခေတ်ကာလကလည်းပြီးတဲ့အတိုင်းပဲနေတင်လဲတည်းမပြောင်းလဲနေ learning organization ဖြစ်ဖို့အဲ့တော့ဟို real power မှာလည်းကျွန်တော်တို့တွေ့ပါတယ်အဲ့တော့ဆရာတို့ရဲ့ဟိုဝန်ထမ်းတွေဒါဆရာတို့ရဲ့အသင်းသားတွေဆရာတို့ကသင်တန်းတွေပေးနေတာတွေ့တယ်အဲ့တော့ soft skill တွေပေးတယ်ကဲကိုသင်တန်းတွေဆရာတွေခေါ်တယ်ခေါ်ပြီးတော့ဒီခုနဝန်ထမ်းတွေရဲ့ skill တွေတက်အောင်လုပ်ပေးနေတာတွေလည်း ကျွန်တော်မြင်ရတယ်။ဟောဒါဒါဒါတကယ်ကောင်းနေဟာပါ။အဲ့လိုမှလည်းကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီပေးလိုက်တဲ့ service က value ကကျွန်တော်တို့ရဲ့ value ကအပြည့်ထွက်မှာ။မှန်ပါတယ်။ဒါမှသာလင်ဒီ scale တွေနဲ့ဒါမှသာလင်ပဲ customer ကိုပြန်ပြီးတော့ service ပေးတဲ့နေရာမှာဒီကပိုကောင်းတဲ့ service ဖြစ်လာမယ်။တွေးတက်လာမယ်။ပိုကောင်းလာမယ်။ပိုပြီးတော့စနစ်တွေစဉ်းစားတာတွေဆုံးဖြတ်တာတွေဒါတွေအကုန်လုံးဟာ qualify ဖြစ်လာ qualify ဖြစ်လာမှလည်းကိုသွားခြင်းတဲ့ value ဖြစ်ကိုသွားခြင်းတဲ့ value ကိုပေးနိုင်မှလည်းကိုစဉ်းစားထားတဲ့ vision ကိုရောက်အဲ့တော့အဖွဲ့အစည်းတိုင်းဟာ landing မရှိဘူး landing organization မဟုတ်ဘူးဆိုရင်ဒီနေရာမှာယက်နေမှာမယက်နေရင်တော့မှသူသွားနေတဲ့ group ပေါ့ဒီ group နေနေတက်ဖို့ကမလွယ်ဘူးပေါ့နေနေမှာအဲ့တော့လောက်အမှာကအပေါ်ကနေပြီးတော့ leader တွေကြီးပဲတင်နေလို့မပြီးဘူးအဲ့တော့အောက်ကစမောင်းနေစပင်းနေ ထဲကပါနေတဲ့ supporting ပေးတဲ့အဖွဲ့တွေဟာအမြင့် length လုပ်နေဖို့လို့အဲ့တော့ခုနမေးခွန်းကိုကျွန်တော်တို့ကပြန်ကောင်းပါရင်အဲ့တော့ service ပဲဖြစ်ဖြစ် spare ပဲဖြစ်ဖြစ်ပါကိုကတော့မလုပ်နိုင်တည်းကိုပြင်နိုင်သလားပြင်နိုင်တာကတော့ကိုကကိုလုပ်ကြရမှာမပြင်နိုင်ဘူးလားကျွန်တော်တို့အပြင်ဖွဲ့စည်းကိုကျွန်တော်တို့ကအကူအညီတောင်းဖို့လုပ်တယ်ကျွန်တော်တို့ဒီဝင်ဆောင်မှုကိုယူဖို့လုပ်တယ်။သို့တော့ကိုလုံနိုင်တာကိုလုံရမှာ၁၀ခုမှာကိုက၈ခုလုံနိုင်ရင်အဲ၈ခုရဲ့ cost ကကျွန်တော်တို့ရဲ့ save ဖြစ်တယ်။အဲဒါကလည်းဟိုကျွန်တော်တို့ကိုအထောက်အကူပြုပါတယ်။ဟုတ်ဟုတ်။ခုချိန်မှာအဲ့လိုမျိုးလုပ်နိုင်မှလည်းကိုယ်လုံငန်း survive ဖြစ်ဖို့အဆင်ပြေမယ်လို့ထင်တယ်။ဒီအချိန်ကတော့ဆရာရဲ့အကုန်လုံးဟာဟိုခဏခဏပြောနေသလိုပါပဲ။စကလုံးနေလဲကျွန်တော်တို့ကထပ်ကောင်းထပ်ပဲ။အဲ့တော့ဒီအချိန်တွေကအကုန်လုံးကမုံတိုင်းနဲ့ဖြတ်နေတာပါ။အဲ့တော့မုံတိုင်းနဲ့ဖြတ်နေလို့ဆိုရင် ရှိနေတဲ့ခွန်ရှိနေတဲ့အာဒါဟာစီစီဆက်ဆက်နဲ့ကျွန်တော်တို့ကမှန်မှန်ကန်ကန်နဲ့စီစီဆက်ဆက်နဲ့ကျွန်တော်တို့ကသွားဖို့လုပ်နေတယ်။ဒါမှလည်းကျွန်တော်တို့ကအသက်ရှင်မယ်။အဲ့တော့ကျွန်တော်တို့လောကထဲမှာဒီနေ့ရောက်လာတယ်မနှက်ပြတ်မတွေ့တော့ဘူး။ဒီနေ့ရောက်လာတယ်နောက်တလမတွေ့တော့ဘူး။ဒီနေ့၅စီးနဲ့စတယ်နှစ်ကုန်တစ်စီးပဲကျန်တော့တယ်။စက်တီဟာပောက်ဖွာလာတာမဟုတ်ဘဲနဲ့ စက်တီနေသွားတာဒီလောကတွေကပျောက်သွားတာကျွန်တော်တို့မျက်စိရှိမှလည်းရှိတယ်မမြင်ရတဲ့လူတွေလည်းအများကြီးအဲ့တော့ဒီလောကထဲမှာ survival လုပ်ဖို့ဆိုတာဝမ်းစာလိုတယ်ဒီဝမ်းစာလိုတယ်အဲ့တော့ဝမ်းစာရှိဖို့လိုတယ်အဲ့တော့ဒီဝမ်းစာပြည့်ဖို့ဒီဘယ်ကလာမလဲဆိုရင် land လုပ်ဖို့လိုတာဈေးကွက်ကတင်မယ်ကျွန်တော်တို့အတွေ့အကြုံကတင်မယ်အလုပ်ကတင်မယ်ကျွန်တော်တို့ဆရာတွေကတင်မယ်ဆရာတို့လို့ မိတ်ဆွေကောင်းတွေကကျွန်တော်တို့အသိမယ်အဲ့တော့ဆရာတို့ရဲ့လက်တွဲခေါ်မှပဲလေအတူတူတွဲတက်လို့ရမယ်ဒီလိုမှမဟုတ်ဘဲနဲ့ဆရာတို့ကလည်းမသိဘူးကိုလန်းကိုရှောက်ကိုရီးယားလည်းကိုလန်းကိုဖောက်ဒီဆရာကလည်းသူလန်းသူဆောက်ဟုတ်ပါတယ်ကိုဒီကဒီ1 plus 1 equal to greater than 2ဆိုလို့ဆိုလို့ပါပဲကိုစိုင်းနိုင်ကြီးကအရေးကြီးပါတယ်ကျွန်တော်တို့ကအခုချိန်မှာအကုန်လုံးပူးပေါင်းပြီးတော့သွားမှသာလဲဒါ ဟိုကော့စ်လဲတက်တာတလို့ကိုရီလိုချင်တဲ့ဘန်းနိုင်ကိုလည်းရောက်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့ကျွန်တော်တို့ကတော့ဒီဆောင်ပုတ်ဆွဲထားမှာပဲအဲ့တော့အထူးသဖြင့်တော့ဆရာတို့လို့ဒီရန်နီယာလောကရဲ့ဥဆောင်သူကုမ္ပဏီတွေရဲ့မေတ္တာရိပ်မှာစောက်ရှောက်မှုအောက်မှာနေရမှာပဲเนาะဆရာမှန်တာပေါ့မှန်တာပေါ့အရင်ကတော့တပွင့်နဲ့ပတ်ပါတယ်ဗျာအခုတော့ နှစ်ပွင့်သုံးပွင့်လဲကျွန်တော်တို့စဉ်းစားပြီးလုပ်နေရတဲ့ချင်းဒီကိုကျော်သွားဒီအရင်တော့တော့တပွင့်နဲ့ပန်နေပေါ့ကွာအခုဆိုရင်တော့နှစ်ပွင့်သုံးပွင့်လေးပွင့်လေးငါးပွင့်ပန်ပန်ရတော့မယ်ပန်ရင်တော့မဟုတ်ဘူးကျွန်တော်ဆက်ကြည့်လို့ငါဒါပဲရှိတယ်လုပ်ပြီလို့မရဘူးကွာငါးကျင်တာဟုတ်ကွာငါးကျင်တာဝန်ဆောင်မှုပေးနေတာဖြစ်တဲ့အတွက်အတူပါတယ်ကွာပြန်ကြည့်ရအောင်